တငယ်ချင်းတို့အားလုံးပဲမင်္ဂလာပါ Animas Anime ကနေတင်ဆက်လိုက်ပါရယ်ဒီနေ့နဲ့ဆက်ပြီးမဲ့ Anime က Remake ကစီစဉ်2ရဲ့ Episode 5အထိပဲဖြစ်ပါရယ်နောက်နေ့တန်းတန်းမှာဆာကူရာကိုမျှော်နေကြအောင်ရောက်လာတော့ Why not ဆက်ကြရယ်ဆာကူရာလည်းအားလုံးကိုပြောစရာရှိရလို့ပြောရင်ငါဘောမှာလုစားရှိရတွေကိုငါဘာသာပဲအကုန်လုတ်ခဲ့ပေမဲ့တကယ်ကငါအကုန်မလုပ်နိုင်ခဲ့ဘူးအဲကပကွဲရာတွေကိုမင်းတို့အပေါ်ပုံချခဲ့မိတယ်ငါကအားနေပြီးအသုံးလည်းမကျဘူးငါအတန်းကောင်းဆောင်လုပ်နေတာကိုမင်းတို့လည်းဆက်ပြတ်နေကြမှာပဲငါအကြောင်းအလုံးလည်းဒုက္ခရောက်ခဲ့ကြတယ်အဲ့ဒါအကြောင်းအလုံးကိုတောင်းပန်ပါတယ်ကွာစုကီရှိတာကစောင့်ကန်လိုက်ကအကုန်လုံးလည်းစွန့်ညှိဝိုင်းလောက်ကြတယ် ပောက်ကရီမပြောနဲ့ငါတို့ကိုတနာရတယ်ပေါ့ငါတို့ခံရတာကိုမင်းကစိတ်မူနေမှာတော့ငါတို့ကမင်းကိုဘာလို့စိတ်ပြတ်ရမှာလဲဒီကြောင်ကလူတွေကမင်းထင်တယ်လို့မဟုတ်ဘူးငါတို့မင်းကိုသဘောကျတယ်အဲ့တော့မှဆက်ခူရာလည်းအမြင်မှန်ရသွားပြီအတန်းဆင်းရင်တခန်းလုံးမုံသွားစားကြမှာမလို့ဘာစားရမလဲလို့ဆုံးဖြတ်ခိုင်းတော့ကျုပ်ထမင်းညသွားစားကြမယ်လို့ပြောလိုက်တယ်ညနေကျတော့ကိုတို့ဟာရဆိုင်မှာတန်းလုံးသွားစားကြတယ်ဆိုလဲအားလုံးမှာအနှစ်ချက်တွေရှိတာမလို့အဲ့ဒါကဆက်စရာမဟုတ်ဘူးလို့ပြောပြတယ်သူတို့တွေကုန်ပွဲခံနေကြတာကိုဦးမမီယာလည်းအပြင်ကနေကြည့်နေပြီးဝမ်းသာနေကအထက်ကိုဝင်ပို့လို့တော့ဟီလာကီကတားလိုက်တယ် ဲ့ဒါတွေကိုစကူရာကတွေ့သွားခဲ့တယ်။နောက်နှစ်ကျန်းခေါမိုးတပ်မှစကူရာတို့လည်းတောက်နေကြတော့ဟီရာကီရောက်လာပြီးဦးမေမီယာကအဖွဲအတီနဲ့ပတ်သက်လို့အစီဝေးပွဲလုံးမှာဖြစ်ကြောင်းရှင်းပြတယ်။ဦးမေမီယာကတော့သူ့ရဲ့အပင်တွေကိုကြွားနေတော့စကူရာနဲ့စူပါကီတို့တွေ့ပြီးဟိုကပြင်းထုတ်ဆက်တယ်။သူကယောက်ျားလေးလား။အေးစင်းပေါ့ငါကိုစူပါကီလို့ပဲခေါ်နော်။ငါအဲ့အကြီးတွေကိုကြိုက်တယ်ဆာကူရာလည်းလန့်နေလို့ဆူကိုလည်းဖိုရင်းကယောက်ျားလေးចောင်းလို့ရှင်းပြရတယ်မင်းကယောက်ျားလေးတွေကိုဒီလိုမွေးရဘူးလို့တွင်းနေတဲ့ပုံပဲဒီအတိုင်းထူဆန်းနေလို့ပါစူပါကီကဖတ်လိုက်ပြီးသူ့ရဲ့သားပေါက်တွေနဲ့မိတ်ဆက်ပေးတယ်ဆဲရူးနဲ့ဦးလူတို့အမွှာပဲဖြစ်တယ် အမဦးမမီကလည်းသူ့ရဲ့စစ်ပစ်ကိုလိုက်တိုက်နေပြီးစူပါခီလည်းအရန်စားကောင်းလို့ချစ်တယ်အများကြီးပြိမယ်လို့ပြောတော့ဆကူရာလည်းရှက်နေခဲ့တယ်။ဦးမမီကလည်းဘာဖြစ်နေလဲလို့မေးတော့ဆကူရာကအချစ်ကြောင်ပြောရင်ရှက်တဲ့ကြောင်နဲ့ဦးမမီရဲ့ချီနူးနေတာကိုတွေ့လို့ဖြစ်နိုင်ကြောင်ရှင်းပြတယ်။စူပါခီပါမျက်နှာနီလာတယ်လို့ပွန်ပြောကြတော့ရှယန်ရန်လိုက်ပြီးဟုတ်တယ်လို့ပြန်ပြောတယ်။ဆကူရာကယူသားတယ်လို့ပြောတော့ပောက်ကွဲတော့တယ်။စူပါခီလည်းသူ့ရဲ့စိတ်ခံစားမှုတွေကိုဆကူရာကတုံ့ပြန်ပေးလို့ကျေးဇူးတင်တယ်။သူလည်းအပြင်သွားဖို့ရှိလို့သွားခါနေမှာဒိတ်ချင်လာလို့ဆကူရာကိုမေးလိုက်တာအရန်ချက်သွားခဲ့တယ်။အဆုံးတစ်ချက်ရှိပေးခဲ့ကြလို့တငယ်ချင်းတို့အလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။